အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျဒီကနေ့မှာတော့ မိန်ကလေးတွေကိုလုံနေရေးပြောင်းတဲ့နဲ့စကားများကြောင်းတင်ဆက်ပေးချင်ပါတယ်။ရှေ့ကောင်မလေးကိုလိမ့်ဆက်ဆန်းမှုမှာတာယာမှုအပြေရပြီးဆွေလန်သွားစေဖို့ကြကြဆွေပြီးရုံနဲ့အစင်မပြေပါဘူး။ဒီလိုနီလန်လေးတွေလိုပါသေးတယ်နော်။အဲ့ဒီကြောင့်မပြောခင်အမျိုးသမီးကြီးများအထူးသင်ချတဲ့နဲ့သွေးဆုံရင်မျက်လုံးခြောက်သွေးခြင်းအကြောင်းအရင်ပြောပြပေးချင်ပါတယ်ရှင်။အဲ့ဒါပြီးမှပဲမိန်ကလေးတွေကိုလုံနေရေး ြောသိတဲ့စကားများကြောင်းဆက်ပြောပြမယ်နော်။သွေးဆောင်ချိန်မျိုးလုံး၆သွေးချင်းအမျိုးသမီးတွေမှာကိုယ်ရင်အပြောင်းလဲအများဆုံးအချိန်၃ခုရှိပါတယ်။ပြိုဝဝင်စား၍ကိုယ်ဝင်ဆောင်ကာလနဲ့သွေးဆောင်ချိန်တွေပါ။သွေးဆောင်ချိန်မှာတော့အမျိုးသမီးဟော်မုန်းထွက်ရှိတာတက်ပြေးပြေးနေသွားတဲ့အတွက်ခန္ဓာကိုယ်မှာအနှောက်အယှက်နဲ့အပြောင်းလဲတွေဖြစ်လာရပါတယ်။အဲ့ဒီတွေကလူသိနေတဲ့အပြောင်းလဲတစ်ခုကတော့မျက်လုံး၆သွေးချင်းပါ။ မျက်လုံးချသွေးတယ်ဆိုတော့မျက်လုံးချသွေးတယ်ဆိုတော့မျက်ရည်ကလန်းတဲ့သက်ဆိုင်တဲ့ပြဿနာတစ်ခုပါမျက်ရည်ရီထုတ်တောင်းနေသွားပြီးနောက်မျက်လုံးချသွေးကတက်တယ်လို့ခံစားရပါတယ်ရှာလန်နေနဲ့မျက်လုံးနဲ့တခုခုဝင်နေတယ်လို့ခံစားရခြင်းမျက်စိပူခြင်းအမြင်ဝေဝါခြင်းမျက်စိနဲ့ခုလိုခုလိုဖြစ်ခြင်းစောင့်တည်လို့ဖြစ်တတ်ပါတယ်ဘာကြောင့်သွေးဆုံးပြီးဖြစ်ရတာလဲသုတေသနပြုလုပ်ချက်တွေရတော့မျက်လုံးချသွေးခြင်းဟာ အမျိုးသမီးဟော်မုန်းကျဆင်းသွားခြင်းနဲ့ဆက်ဆက်နေတာကိုတွေ့ရပါတယ်။ဒါပေမဲ့ဘလို့မျိုးဆက်ဆက်မှုရှိနေတယ်လို့ဆိုတာကိုတော့အတိအကျမသိရသေးပါဘူး။ဒါပေမဲ့ဆောင်းရသည့်ကာလမှာလေရုဆူထိုင်းစာနေခြင်းပြေပကလှုပ်ရှားမှုတွေဖြစ်တဲ့ပြေလွှာခြင်းမတော်ပုံစီခြင်းလေရေပိဆက်အဲကိုမြောင်မြက်ကံမှန်တဲ့တမတဲခြင်းတွေနဲ့ဆက်ဆက်နေတယ်လို့ရှာဖွေတွေ့ရှိကြပါတယ်။ဘလို့မျိုးကုသမှုခံယူရမလဲ။ အမျိုးသမီးဟော်မုန်နေသွားတဲ့အတွက်ဟော်မုန်အစတို့ဖြစ်တဲ့ခြေနေနံကိုအသုံးပြုရမှာပါ။ဒါပေမဲ့မျက်စိ၆ခွက်ချင်းကိုအမြန်တက်တောင်းအောင်မျက်စိများခတ်ခြင်းအယောင်ချောင်းနဲ့ပိုးတေအောင်ပိုးသက်စိတောင်းခြင်းစတီရိုက်ပါရက်မျက်စိများအသုံးပြုခြင်းအထူးပြုလုပ်ထားတဲ့မျက်ကပ်ပန်းတွေကိုအသုံးပြုခြင်းစတဲ့နေတွေကိုသက်ဆိုင်ရာမျက်စိအထူးကိုဆရာဝန်နဲ့တိုင်မင်ကိုတာနိုင်ပါတယ်။ဖားရီလိုက်နိုင်ရမလဲ။ တနေတာကွန်ပျူတာဖုန်းစတဲ့ဖန်သားပြင်တွေအသုံးပြုမှုကိုရှော့ထားတဲ့ဓာတ်မတည့်တဲ့အရာတွေကိုရှောင်ထင်းခြင်းမျက်စိကိုကာကွယ်ခြင်းအိမ်တွင်းအစုံတက်ကိုမြင့်တင်ပေးတဲ့ဟိုမီဒီဖာများအသုံးပြုခြင်းဗီတာမင် A နဲ့အိုမီဂါ3ဖက်တီအက်ဆစ်ပါတဲ့အစာစာတွေကိုစားသုံးခြင်းနဲ့စုတင်ကာကွယ်နိုင်ပါတယ်။နောက်ဆက်တွဲပါရင်ထင်နိုင်တယ်မျက်စိ၆ခြင်းကနောက်ဆက်တွဲနေနဲ့မျက်စိကိုရောဂါပိုဝင်ခြင်း ပြက်လုံးပြက်စီခြင်းတွေကိုစုံရနိုင်တဲ့အတွက်စွတ်တင်ကာကွယ်ခြင်းဒါမှမဟုတ်ရောဂါဖြစ်ရင်ကုသမှုဆော့ဆော့လုပ်ထားခြင်းကသာအကောင်ဆုံးကုသမှုဖြစ်ပါရဲ့ရှင်။ဆက်လက်ပြီးတော့မိန်းကလေးတွေကို လုံနေရင်ပြောသင့်တဲ့စကားများကြောင်းတင်ဆက်ပေးခြင်းပါရယ်။ရွှေကောင်မလေးကို လိမ့်ဆက်ဆန်းမှုမှာတာယာမှုအပြေရပြီးဆွေလန်သွားစီဖို့ကြကြဆွေပြုံနဲ့အစင်မပြေပါဘူး။ဒီလိုနီလန်လေးတွေလိုပါသေးတယ်နော်။ ဆက်တင်တော်နေချိန်မှာပြောတဲ့တဲ့စကားတွေကအရင်အရေးကြီးပါတယ်။ဆက်တင်တော်ခြင်းဟာတကူကောင်ဆန်တဲ့ကိစ္စတခုမဟုတ်ပါဘူး။နှစ်ဦးနှစ်ဖက်လုံးကာယစီနံမှုကိုတတူညီများခန်းဆားရတဲ့မှာတယ်။အရာတွေမှာချင်းကျုပ်စကားပြောခံရတာကိုယောက်ျားလေးတွေကသဘောကျသလိုမိန်းကလေးတွေကလည်းသက်သက်ကြပါတယ်။ကန္တာကိုနှိုးဆော်တော့အနံပေရာတွေကအလုံးတည်ပြီးသားအချောင်ရာတွေပါ။ အခုပြောပြပေးမှာအိယာရဲမှာချက်ပွဲဝင်နေတဲ့ချိန်မိန်းကလေးတွေကိုပြောတဲ့တဲ့စကားတွေအကြောင်းပါဘယ်လိုစကားတွေကသူ့မစိတ်ကိုပုံမှုနှုတ်ချတတ်ကြစေပြီးအကောင်းဆုံးချစ်တဲ့နှောင်းချက်တွေ့ကြုံကိုရစေနိုင်မလဲဆိုတော့ပေါ်ပြလိုက်ပါတယ်မိန်းကိုဟိုတခါတော့ကလို့အော်ဟင်နီယောင်းလုံးပေါ့တဲ့ရဲ့မိန်းကလေးကအိယာရဲမှာအစွမ်းကုန်ပြတော်မိတော့ပြောတော့လျှောက်စလုံးစိတ်ချနေကြရတဲ့အချိန်ကတည်းက ချက်လောက်မယ်လို့ပြောတာတွေကသူ့မစိတ်ကိုအလိုချစေနိုင်မှာသိကြပါတယ်။သူ့မကောင်းတဲ့မှာအရင်တခါကဘလို့တွေ့ကြုံခံစားခဲ့ရလေဆိုတော့ပြန်အမှန်ရစေရကြမှာ။ဒီလိုပြောတဲ့အခါကျရင်သူ့မရဲ့နာနာကိုကပ်ပြီးခက်တူတူလေးပြောလိုက်ပါ။ပြောတဲ့အချိန်လေးအစွမ်းကုန်ထုတ်ပြပါ။မင်းနှမ်းစေစင်တဲ့ပေနေရမစိုးကိုနမ်းမယ်။ဒီစကားကိုတကယ်လုံနိုင်မှာပြောပါ။သူ့မရဲ့တာယာချိန်နေမှုအတွက်ခယူဆိုင်တဲ့ညောင်း သက်ကောင်မလေးကိုတည်အောင်ပြောပြပါပေါ့။သူမကိုနန်းစေခြင်းနဲ့ဘယ်နေရာကိုမစိုးထီတွေ့နှရှုံပေါ့။ထီလို့လုပ်ပေးတာဟာသူမအနေနဲ့ထိုင်းချက်ခွင့်ရတဲ့ခန်းစားချက်ကိုဖြစ်စေပြီးသူမစိတ်တိုင်းကြသာယာခြင်းနဲ့မှုတွေကိုခန်းစားရစေနိုင်ပါတယ်။မိရဲ့ခန္ဓာကို အစိပ်ပိုင်းတစ်ခုခုကအရှမ်းမိုက်တယ်။ဒီစကားကတော့ချက်တင်တော်နေချိန်မှာပြောမယ်ဆိုရင်တည့်ရမှုပူရှိပါတယ်။ချက်တင်တော်နေချိန်မှာသူမရဲ့ခန္ဓာကိုအစိပ်ပိုင်းတွေက တဲ့သဘောချတဲ့နေရာအယမ်းချိန်ကောင်းတဲ့နေရာတကူကူကိုရွေးချယ်ချီးမွမ်းပါအဆိုပါနေရာကိုထိတွေ့ခိုင်တွေ့ပြီးပြောမယ်ဆိုရင်သူမစိတ်တွေတက်ကြွလာစေမှာပါအဲ့ရတယ်မှာလဲသူမကိုသူမယုံကြည်မှုပိုရှိလာစေနိုင်ပါတယ်မိရဲ့ညီတော်တန်လေးကိုသဘောထားတယ်ချက်တင်တော်လေးချိန်မှာသူမရဲ့ညီညွတ်တန်လေးတွေကိုသဘောကျချောင်းပြောတင်ပါတယ်ဒီလိုဆိုရင် သူမကနည်းနည်းပို့ပြီးညင်ညူပြပါလိမ့်မယ်ဒီလိုညင်ညူတန်တွေက တယောက်စလုံးရဲ့စိတ်ကိုပုံလို့ကြစေပြီးပြည့်ပြည့်စုံတဲ့စိတ်ချနေမှုကိုရာစိနိုင်မှာပါ။မင်းတီလိုလို့ရင်ကိုအရင်ဆိုင်တယ်။အရာတွေမှာတဲ့ကောင်မလေးကို ပြောတဲ့နောက်ထပ်အစားအတကူကသူ့မရဲ့အလှရှာမှုတကူကတဲ့ကိုပတ်လို့ပဲပေါ့ခန်းစားမှုကောင်းနေရစေကြောင်းပြောတာပါပဲ။မိကလေးတွေကလည်းသူ့ရဲ့ပါတနာဖြစ်သူကသဘောကျတယ်လို့ပြောတာကို ကြားချင်တကြတယ်လို့ သူတို့ရဲ့လှုပ်ရှားမှုတွေအတွက်လည်းယုံကြည်မှုပိုရှိလာနိုင်ပါတယ်။ကိုကိုပြီးစံစံလုပ်မယ်နော်။စစ်တင်တော်မူတဲ့မိကလေးတိုင်းဒီစကားကိုသဘောကျပါတယ်။ပို့ချမ်းမယ်ဆိုတာဟာသူမကိုအစံကုန်ထုတ်သုံးပြီးစိတ်နှံ့အောင်လုပ်တော်မယ်လို့အသိပေးတဲ့သဘောပါပဲ။သူမကိုတင်းတင်းကြပ်ကြပ်ပွေဖက်ပြီးမျက်လုံးလေးကိုကြည့်ပြီးပြောပါ။ပြောတဲ့အချိန်မှာထဲထဲဝင်ဝင်လှုပ်ရှားပြီးအချိန်ပြင်းပြင်းနဲ့စွမ်းဆောင်ပြလိုက်ပါ။ဒီနေ့တင်ဆက်ပေးတဲ့အကြောင်းလေးကိုတော့ဒီမှာပဲခေတ္တရန်နာဝင်ပြပါရှင်။ နောက်ထပ်လည်းကျမတို့ channel ကနေဘုသုဒ္ဓပစ္စည်းမဲ့သားလေးတွေကိုရွေးချယ်တင်ဆက်ပေးမှာပေါ့စောင့်မျှော်ပေးကြပါဦးရှင်ကျေးဇူးအပ်ပေးခဲ့တဲ့ပရိသတ်တရားစီစီကိုကျေးဇူးတူဝဲတင်ရှိပါတယ်ရှင်